ဖို့တနေနေဖို့လွှတ်လိုက်တာတော့မဟုတ်ပါဘူးเนาะတိုက်ဆက်ပထမဆက်တည်းကသာသနာပြုဖို့လွှတ်လိုက်တာသာသနာမပြုမီရတဲ့ဖို့တနေနေမိတယ်ဆိုလို့ရှိရင်တော့အဲအချိန်မီခါမီမလုတ်ပေးဘူးပေါ့เนาะအချိန်မီခါမီဆက်သွယ်မပေးဘူးအချိန်မီခါမီအဲသူတို့မတောင်းမှန်ပေးထားဘူးဆိုလို့ရှိရင်တော့အဲသူတို့ကိုပြန်ခေါ်တတ်ပါတယ်ဘာလဲအဲ့တော့မသွားဆိုင်တယ်ဆိုတော့သူကသူရဲ့ကံတရားကျွန်တော်တို့ကားတစ်ခါရိုးရိုးလေးပါဒီအတက်ကတန်းဒီမှာဗျာတကားသူတိုက်တာမှန်တကယ်သူကားမီခွက်ဒီမှာမီခွက်နဲ့တိုက်လိုက်ရင်တော့ပြဿနာမရှိဘူးအဲ့တော့သူက ားလုံးမင်္ဂလာပါမွေး channel ကိုကြိုဆိုလိုက်ပါရစေ။မိုးတီနေတဆက်ပြခြင်းတဲ့ဗီဒီယိုလေးကတော့ထူးထည်ဆုံးရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အချားမြင့်ဆီယာမလီကနေပြီးတော့ပြောပြလာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။မွေးဗီဒီယိုနဲ့မှာဆိုလို့ရှိရင်တော့ဆီယာမလီပြောတော့ပြည့်စုံပါရဲ့ပေါ့နော်။အရင်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ချီတဲ့မျိုးတွေလည်းဘဟုတုတ္တရရစီမဲ့လို့မျှော်လင့်ပါရှင်။ဒါကြောင့်မို့လို့မွေးဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေပြပို့တောက်စုပါရှင်။ဗီဒီယိုလေးကိုကြည့်လိုက်ကြအောင်နော်။အိမ်မက်မမှတ်ဘူး။ မမက်ဘူးဆိုထူးဆန်းနေတယ်။သူကလေအရေးအယံလည်းမတွေ့ရဘူး။အိမ်မက်လည်းမမက်ဘူး။ဟိုသူ့အတွက်ချွတ်ချွတ်ချွတ်တောင်မရှိဘူး။ညတော့အကုန်လုံးစောင့်ကြည့်ကြတယ်၁၂နာရီထိုးတဲ့အထိလေ။သူဘာမှလုပ်ပါလုပ်ရမတော့အောင်။စိတ်ဖြုံးလို့ပါတယ်။ငင်းခွင်းရရင်လည်းကိုကကြောက်တတ်တယ်။ဒါပေမဲ့ပါကြတော့အဲ့လိုမဟုတ်ဘူး။တခါကျနောက်ဖွေးဝင်သွားလို့ရှိရင်ဘေးဘေးဘီဘီကြည့်မိတယ်။ကို့အမြန်ဘယ်နေရာလေးမှာပြရမလဲ။ ဘယ်လိုပုံစံမျိုးနည်းနည်းပြရမလဲလို့ကိုကြည့်မိတယ်အင်ရှိလေးထွက်ကြည့်လို့ရှင်လေအိုတတီဝေးပြီးကြည့်မိတယ်ကိုကိုတသမီးသွားတာလာတာလေးသူသွားတာလာတာလေးကအန်ဒီကမမိနေတယ်ဆိုတော့လေအဲ့လိုလေးအန်ဒီကြည့်မိတယ်ကိုအရေးရောင်လေးမြန်ပြရမလားပေါ့ ကဲမင်္ဂလာပါရှင်ဆီယမလေးကတော့မြောက်ရီမျိုးရဲ့အကြမ်းင်ဆီယမလေးရွှေနဲ့ဆက်ပိုင်းပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဆီယမလေးကိုပေါ့နော်ဒီတိုက်ဆက်ပဋ္ဌာန်းဆက်နဲ့ပတ်သက်ပြီးတော့ဘဝစက်တီနဲ့ပတ်သက်ပြီးတော့ဆီယမလေးကိုမေးထားတာလေးဆီယမလေးကတင်ပြတဲ့အပေါ်မှာမူတည်ပြီးတော့အားလုံးကစိတ်ဝင်စားကြတယ်တိုက်ဆက်ပဋ္ဌာန်းဆက်ကလာတဲ့လူတွေကလည်းများကြတဲ့အတွက်ကြောင့်အခုလိုပေါ့နော်စိတ်ဝင်စားမှုတွေအခုလိုမေးမြန်းမှုတွေလိပ်စာတွေတောင်းတာတွေရောပေါ့နော်ဆီယမလေးကိုတိုက်စစ်တာတွေရောအများကြီးကြုံတွေ့ခဲ့ရပါပြီအခုဆိုရင်ဆီယမလေးလိပ်စာနဲ့တကွဒီတိုက်စစ်တဲ့သူများအများကြီးဆီယမလေးကိုမေးထား င်အများကြီးရှိပါတယ်ဆီမာလေးကတော့တက်နိုင်သေးဖြည့်ချားပေးနေပါတယ်အဲဒီကဲလို့ကြော်သွားခဲ့သည်ရှိတော့လဲဆီမာလေးကိုနားလဲပေးကြပါဆီမာလေးအားတဲ့ခါကျရင်တော့အားလုံးကိုပြန် reply ပြန်ပေးပါမယ်ပေါ့နော်အခုဆိုရင်ဒါတယောက်ပြီးတယောက်ဆီမလေးကအလုံးစစ်စေးမေးစစ်စေးပြီးတော့ဆီမလေးက reply မျိုးတက်နိုင်သေးပြန်ပေးနေပါတယ်။မအားတဲ့ကြားတွေကဆီမလေးကတော့ ဒီတန်းနဲ့ကတော့ကိုညာ9နိုင်ရနေပြီးတော့မနေ့9နိုင်ရနေည9နိုင်ဒီခွင့်လက်ထားပါတယ်အဲဆံမလေးမြောက်ဦးတို့မျိုးမှာဆိုရင်ဒါညာနေတဲ့အခါကျတော့ဆံမလေး line ပေါ်တက်ဖို့ခွင့်ရေးမတာခဲ့ပါဘူးအခုတော့ဒါအရေးကြီးတဲ့လူဆိုအရေးကြီးတဲ့လူလို reprint ပြန်ပြီးတော့ဆံမလေး line ပေါ်တက်ပြီးတော့ပြန်ဖြည့်ပေးပါမယ်ပေါ့နော်ဆံမလေးလိပ်စာတော့မြောက်ဦးတို့မျိုးကရင်စာပေတင်လန်စကိတ်ကွင်းလန်လူတွေခေါ်ပါတယ်အဲဒီဆံမလေးလိပ်စာကိုအာတည်ကျင်တဲ့သူမြောက်ဆံမလေးဒီကနေပြီးတော့ဖြည့်ချပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့ ဒီမြောက်ရီမြို့မှာရှိတဲ့သူတွေရောတခြားမြို့မြို့ရွာနိုင်ငံတီးမှာရှိတဲ့လူတွေကဆရာမလေးကိုလိုင်းပေါ်မှာမေးမြန်းမေးမြန်းလို့ရပါတယ်အဲဆရာမလေးညံဘူးတော့ကောက်စင်နာရှိသူလူတန်းမိမေးမြန်းနိုင်ပါတယ်နိုင်ဒီဆရာမလေးပါလဲတခြားသောမြို့ရွာနိုင်ငံအသီးသီးတွေမှာရီယိုကောနဲ့ဒါလှမ်းပြီးတော့ဟောတာတွေပြောတာတွေပွဲလှတာတွေတိုက်ဆက်တောင်းတာတွေအသက်တမ်းတောင်းတာတွေစီးပွားရေးလူဝဲအိမ်တော်ရေးတွေဘာသာရေးသာသနာရေးအမှုခင်းတွေအဆအစာရဆရာမလေးကကုညီကဲဆယ်ဆောက်ရှောက်နေရတော့ဆရာမလေးဘဝနှစ်နှစ်တာရှိပါပြီ။ အဲ့ဒီအချိန်မှာအခုဆံမလေးကတည်တင်တဲ့လောက်လူသီးရှင်ရှားဖြစ်လာပါပြီတဖြည်းဖြည်းနဲ့လည်းဆံမလေးကလူသီးနဲ့သီးပေါ့နော်ထင်ရှားအောင်ပေါ့ဆံမလေးဖော်ပြပေးပါမယ်ဆံမလေးတင်ပြပေးပါမယ်ဆံမလေးလှုပ်ဆောင်မှုတွေပေါ့နော်ဆံမလေးကတော့အသက်အိုးရင်စီစဉ်ချမ်းသာကိုစွန့်လွတ်ပြီးတော့သာသနာပြုနေတာပါရာသက်ပတ်သက်သက်လို့စားပြီးတော့ခုနေသားမိကဲတင်ဆောက်ရှောက်ကဲမနေတာပါဒါဆံမလေးရဲ့သစ္စာတိတ်ချမ်းပြုပါတယ်ပေါ့အခုဆိုရင်စက်တက်စုမြအိစာစရာလူတရားနဂါကောနေကယုံခရိုင်ကိုလည်းလူရန်ပူစင်ပြီးပူဇော်နေတာပါခုနေသားမိကောင်းအကြောင်းပြုပြီးတော့ပေါ့နော် အဲ့တော့အခုဆီယမလေးကိုဒီမှာအဲဒီညီမလေးကတော့ဒီမောင်လေးပေါ့နော်အလွန်ခဲ့တဲ့ဒီဟာပေါ့နော်ရတတဘက်ကဖွလွန်သွားနှိမ့်ဆာရောက်သွားတယ်အဲဒီက accident ဖြစ်ပြီးတော့အဲဘဝတစ်ပါးလို့ပြောင်းရွှေ့သွားတဲ့ မောင်လေးထူးစော်ပေါ့နော်သူ့အတွက်မေးထားတဲ့ညီမလေးပါသူ့ရဲ့ချစ်သူလည်းဖြစ်ဖြစ်ကောင်းဖြစ်ပေါ်ရပါလိမ့်မယ်သူ့ရဲ့ချစ်သူဖြစ်တဲ့အတွက်ကြောင့်သူကယင်းနေ့အမြခံစားရတယ်အာဒီအယမ်းကိုပဲခြေကွက်ဝမ်းနဲ့ဆိုတာနဲ့ခံစားပြီးတော့မေးမြန်းထားတာပါအဲသူ့နဲ့ဝိညာဉ်နဲ့ပြောခွင့်ရရင်လည်းပြောချင်ပါတယ်သိခွင့်ရရင်လည်းသိချင်ပါတယ်ဆိုတဲ့မိကွန်းလေးပေါ့နော်အဲ့တော့အဲ့တော့ဆီမလေးက reply ပြန်ပေးပါမယ်ဒါကတော့တိုက်ဆက်ပထန်းဆက်ဖြစ်နေလို့ပါစနေသားလေးဖြစ်ပါတယ်စနေသားလေးဖြစ်တဲ့ကြောင့်စနေနဲ့နှကားကတော့ဘယ်တော့မှပြေးမလို့ပါဘူးအဲ့တော့နှကားတိုက်ဆက်ကလာတဲ့အတွက်ကြောင့် ူကိုအချိန်မီအခါမီအသက်တမ်းမတောင်းထားတဲ့အတွက်ကြောင့်အသက်တမ်းတောင်းတောင်းထားခြင်းမရှိတဲ့အတွက်ကြောင့်လိုက်ကပြန်ခေါ်ခြင်းဖြစ်ပါတယ်အခုဆိုရင် ်ဆရာမလေးကူးလှုပ်ဆောင်နေရတဲ့အရာမှာတိုက်ဆက်ပဋ္ဌာန်းဆက်တွေကလူလောကအောင်လာတဲ့လူတွေအင်တန်များနေပါပြီများနေတဲ့အခါကျတော့သူကစီးပွားရေးကို ထိခိုက်မယ်အိမ်တော်ရေးတွေထိခိုက်နိုင်ပါတယ်အဲပြီးလို့ရှိရင်အသက်တန်းတွေတိုကျပါတယ်ဒါကလည်းတိုကျင်လို့တိုတာတော့မဟုတ်ပါဘူးလူလောကမှာပေါ့ပေါ့တန်းတန်းနေဖို့လွတ်လိုက်တာတော့မဟုတ်ပါဘူးเนาะတိုက်ဆက်ပဋ္ဌာန်းဆက်တွေကသာသနာပြုဖို့လွတ်လိုက်တာသာသနာမပြုဘူးရဲ့ပေါ့ပေါ့တန်းတန်းနေမိတယ်ဆိုလို့ရှိရင်တော့ အဲအချိန်မီခါမီမလုတ်ပေးဘူးပေါ့နော်အချိန်မီခါမီဆက်သွယ်မပေးဘူးအချိန်မီခါမီအဲသူတို့မတောင်းမှန်ပေးထားဘူးဆိုလို့ရှင်တော့အဲသူတို့ကိုပြန်ခေါ်တတ်ပါတယ်ဘာလဲဘာကြောင့်ပြန်ခေါ်လဲဆိုတော့သူတို့ကလူမျိုးလာခြင်းဇောနဲ့ခိတခဏလာခြင်းလည်းဖြစ်တယ်သူတို့အတတန်အောင်သူတို့တောင်းမိလာခြင်းလည်းဖြစ်တယ်ပြီးလို့ရှိရင်အဲနောက်တစ်ခုကခိုးမိလာတာလည်းရှိတယ်အများကြီးအမျိုးမျိုးလာကြတာပေါ့နော် နဂါးတွေကလူလောကမှာဒီလာခွင့်တာတဲ့အချိန်မှာလူတွေကလူတွေသိပြီးလူတွေမဖြစ်တဲ့အချိန်မှာလူလောကကိုလာဖို့အတွက်အခွင့်အရေးရတဲ့အချိန်မှာအလူရလာနေကြတာပေါ့နော်အဲ့လိုလာနေတဲ့အချိန်မှာ တချို့ကခိုးလာတယ်တချို့ကခွင့်တောင်းပြီးလာတယ်တချို့ကကိုယ့်ရဲ့အသက်တန်းလေးကိုခဏတာပြီးပြောပြီးတော့လာလာရရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီအသက်တန်းတွေတိုးကြတာပါ တချို့ကြလို့ရှိရင်အိမ်တော်ပြုခွင့်မပေးတာတွေကိုအိမ်တော်ပြုကြတယ်အဲဒီအဲ့ဒါကြောင့်အိမ်တော်ရေးတွေအစမပြဖြစ်ကြတယ်စီးပွားရေးတွေအစမပြဖြစ်ကြတယ်ကျန်းမာရေးတွေချို့တက်ကြတယ်အဲပြီးလို့ရှိရင်အသက်တန်းတွေတိုးကြတယ်ပေါ့နော်အဲ့ဒီတိုက်ဆက်ပရက်ဆက်တွေကိုဆက်မလေးတို့ကအဓိကထားပြီးတော့ဒီဘာဝိစာစီဆောင်ဆရာတခင်ကျေးဇူးရှင်အပါဘဘအောင်မင်းကပေါ့နော်အဓိကတော့ဘဘအောင်မင်းကနေဒီတိုက်ဆက်ပရက်ဆက်လေးတွေကိုလူပြည်လူလောကမှာနေခွင့်ရအောင်လို့လူတက်တဲ့စီလာရတဲ့စီနေခွင့်ရအောင် လူသဘာဝတိုင်းအိမ်တော်ရတာပြုလို့ရအောင်လို့ဘဘအောင်မင်းအောင်ရှိမှာတောင်းဆိုသမှုပြုပြီးတော့တောင်းပန်သမှုပြုပေးရပါတယ်တောင်းခံပေးရပါတယ်တောင်းပန်ပေးရပါတယ်ဒါမျိုးတွေကိုဆံမလေးကလှူဆောင်ပေးနေရခြင်းဖြစ်ပါတယ်အခုလဲပေါ့နော်ဒီတိုက်ဆက်ပထမဆက်ဘဝဆက်တွေကိုဆံမလေးရှိမှာတနေ့တနေ့ဒီပုံကိုတွေပဲလာနေကြတာပေါ့နော်ဒီတိုက်ဆက်ပထမဆက်တွေပဲလာနေကြတာပေါ့နော်တိုက်ဆက်ပထမဆက်တွေကဘာလဲဆိုတော့ဟောရှမ်းတိုက်တွေလာတယ်ငကားတိုက်တွေလာတယ်ကလားတိုက်တွေလာတယ်ဘလူးတိုက်တွေလာတယ်မွေတိုက်တွေလာတယ်ပေါ့နော် ဂလုံးတိုက်တွေအစားလာပါတယ်ပြီးတော့ဖားတိုက်တွေအစားမိချောင်းတိုက်တွေအစားရှိပါတယ်မြောက်တိုက်တွေအစားရှိပါတယ်ဒါပေမဲ့ပြောသူများတွေကပြောလို့ရှင်မယုံကြည်တဲ့လူတွေကြတော့ရည်စရာတွေဟာတာတွေဖြစ်သွားပါလိမ့်မယ်တကယ်တမ်းကျတော့ဒါတရိษံဖြစ်တဲ့ဖြစ်ဖြစ်ပေမဲ့သာသနာပြုတဲ့ဖရာတယောက်တိတက်တဲ့တရိษံလို့ခေါ်တာပေါ့နော်ဒါပေမဲ့လို့ဆိုရိုးရိုးတရိษံအဟိုက်တရိษံမဟုတ်ပါဘူး အတိတရားရှိတဲ့ဒိဋ္ဌိဆန်တွေပါအခက်မသိလို့ဒိဋ္ဌိဆန်ဘောကိုရောက်သွားပေမဲ့အခုဆိုတရားကြောင့်ဒိဋ္ဌိဆန်ဘောကိုရောက်သွားပေမဲ့ဒါပေမဲ့ရိုးရိုးဒိဋ္ဌိဆန်နဲ့မတူပါဘူးတကိုးကြီးတဲ့ဒိဋ္ဌိဆန်တွေပါတကိုးကြီးတဲ့ဘဝကနေပြီးတော့လူပြည်လူလောကကိုလူရောင်ဖန်ဆင်းလို့ပဲဖြစ်ဖြစ်လူဝင်စားလို့ပဲဖြစ်လာကြတာပါဒါပေမဲ့တကယ်တမ်းကျတော့အများကြီး တိတရားရှိတဲ့လူနဲ့အတိတရားမရှိတဲ့လူနဲ့အများကြီးကွာပါတယ်လူထဲမှာလည်းဒီလိုပါပဲအတိတရားရှိတဲ့လူနဲ့အတိတရားမရှိတဲ့ကွာချပုံတွေကတော့အများကြီးကွာပါတယ်တကူရှိတဲ့လူနဲ့တကူမရှိတဲ့လူအခုတော့သာသနာပြုတဲ့ဘယ်ဘုံဘဝကပဲလာလာသာသနာပြုဖို့လူလောကကိုလာရခြင်းဖြစ်ပါအဲ့ဒီအတွက်ကြောင့်ဘသူ့ကိုမှလည်းကဲ့ရဲ့လို့မရပါဘူးဘသူ့ကိုမှလည်းရှုံချလို့မရပါဘူးဘသူ့ကိုမှမကျမလွတ်ဘူးလို့ပြောလို့မရပါဘူးအားလုံးကတော့32ပုံမှကျင်လည်ကြတဲ့လူမှန်တယ်ဗျနိဗ္ဗာန်မရအောင်မရှင်မကျမလွတ်တဲ့သူလို့ပဲပြောကြရမှာပါအဲဟိုလူကတော့မကျလို့ဒီလူကတော့မကျလို့ဆိုပြီးတော့ อ่ะโหบ่รู้ပြောอ่ะมั้ยตูนายโกนายပြောလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့အားလုံးကမချွတ်မလို့တဲ့လူတွေကြီးပါပဲမိဘမရမချွတ်မချွတ်မလို့တဲ့30ပုံထဲမှာပါဝင်နေရလို့ခေါ်ပါတယ်သူများကိုနှိမ့်ချပြီးပြောလို့လည်းမရပါဘူးတိုက်ဆက်ပန်းဆက်တွေကိုလည်းနှိမ့်ချပြီးပြောလို့မရပါဘူးအဲ့တော့ဆံမလေးကဒါသိတာထင်ရှားအောင်လို့ဖြစ်ကြပေးခြင်းဖြစ်ပါတယ်အခုလဲညီညီမလေးရဲ့ခန်းစားချက်ကိုနားလည်ပါတယ်သူရဲ့ချစ်သူလည်းဖြစ်ပုံဖြစ်ဖြစ်ပါလိမ့်မယ် သူနဲ့တိုက်ရိုက်တွေ့ပြီးတော့သူ့ရဲ့ဝิญဉ်နဲ့ဆင်မာလေးကိုတိုက်ရိုက်တွေ့ပြီးတော့ပြောဆိုခွင့်ရပြောဆိုခြင်းပါတယ်တွေ့ခွင့်ရတွေ့ခြင်းပါတယ်ဆိုပေမဲ့တနေ့တိတ်ချိန်တော့ပြောခွင့်သာပါလိမ့်မယ်ဆင်မာလေးကနေပြီးတော့အိမ်မက်ရမက်တော့ပေးပေးပို့တော့၎င်းဆင်မာလေးနဲ့ထိတ်တိုက်တွေ့ပို့တော့၎င်းပေါ့နော်ဖြစ်လာပါလိမ့်မယ်ဆင်မာလေးကတော့အခုချိန်မှာအာဒီရေဘူးရေအားပြောခြင်းအားဖြစ်ပေါ့နော်ဟို ဒီတိုက်ဆက်ကနေပြန်ခေါ်တယ်ပေါ့နော်တိုက်ဆက်ကပြန်ခေါ်တဲ့အတွက်ကြောင့်တိုင်တန်းမှာများသောအားဖြင့်တိုင်တန်းမှာရှိပါတယ်ကောင်းကောင်းဝန်ထင်းရချင်ရနဲ့အဲတိုင်တန်းဘဝမှာအကောင်းဆုံးရက်တည်ပြီးနေရပါလိမ့်မယ်ပြီးတော့သာသနာပြုဖို့အတွက်လူလူလောကကိုလာဖို့အခွင့်အရေးရှိလာရင်ပြန်လည်ပြီးတော့လာရောက်နိုင်ပါတယ်ပြန်လည်ပြီးတော့လည်းသူကဒီသာသနာပြုဖို့အတွက် ခွင့်ရေးတွေရပါလိမ့်မယ်ပထမလာခြင်းကတော့ခေတ္တခဏလာခြင်းဖြစ်ခြင်းဖြစ်မယ်ခေတ္တခဏလာပြီးတော့ခေတ္တခဏပြန်ရခြင်းလည်းဖြစ်မယ်သူရဲ့ဂရိကဝတ်အတိုင်းမော်တော့သူခဏတာလာလာလာခြင်းနဲ့ဆိုတော့အလေသဘောမဲ့လာရခြင်းဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအချိန်တန်ပြန်ခေါ်ပါလိမ့်မယ်သူရဲ့ဟိုအလူသက်တမ်းအဲသူသူကလေးအတိုင်းပြေးသွားတဲ့အသက်အရွယ်ရောက်ရင်သူ့ကိုပြန်ခေါ်တာရှိပါလေ။သူကလိုက်ဆက်တည်းကဘာလို့ဒီလိုခေါ်ရလဲဆိုတော့သူက င်းကုန်းပေါ့နော်အဲရေနဲ့သွားတဲ့နေရာမှာရေပေးတင်တာမျိုးလိုကုန်းနဲ့သွားတဲ့မှာကုန်းပေးတင်တာမျိုးရှိပါဘူး။ဘာလို့ဆိုတော့သူကရုတ်တရက်ပြန်ခေါ်ရတဲ့အချိန်မှာအလင်းတင်တယ်လို့ပြန်ခေါ်ကြတာပါ။ဒါအသေးဆုံးတည်တယ်လို့လည်းခေါ်လို့မရပါဘူး။အလင်းတင်တယ်လို့ခေါ်ရတာဖြစ်ပါတယ်။အဲ့ဒါကိုလည်းအပြစ်ပြောလို့မရပါဘူး။နော်အဲ့အတွက်ကြောင့်ဒါရှင်းရှင်းလင်းလင်းဆက်မလေးကပြောပြခြင်းဖြစ်ပါတယ်အခုတော့တိုက်ပုံတိုင်တန်းမှာငကားတိုက်တွေဖြစ်ပါတယ်ငကားတိုက်ကပြန်ခေါ်ခြင်းဖြစ်တဲ့အတွက်ကြောင့်ဤငကားတိုက်တွေကိုဒီလိုပဲ ဆက်လက်ပြီးတော့လူလောကမှာရောက်တဲ့နဂါးတိုက်နန်းရှင်လေးတွေကိုကိုကိုတည်တယ်ဖျားတွေရေတွေမွေးတွေနဂါးတွေမှတ်ထားမယ်အိမ်မက်ထူးတွေမှတ်မယ်အဲကိုယ့်ရဲ့စီးပွားရေးအိမ်တော်ရေးတွေနော်ချမ်းမာရေးတွေထိခိုက်နေမယ်ဆိုလို့ရှိရင်တော့ဒါကတော့တိုက်ဆက်ပထက်ဆက်မကင်းဘူးလို့ခေါ်ပါတယ်တိုက်ကလာခြင်းဖြစ်ပါတယ်အဲ့တော့ကြိုကြိုတင်တင်နဲ့တောင်းပန်ကြပါတောင်းခံကြပါတောင်းပန်လို့ရပါတယ်တောင်းခံလို့ရပါတယ်မသိရင်တော့မသိလို့ခံရပါမယ်သိရင်တော့သိလို့ဆံရပါမယ်သာသနာပြုဖို့လွတ်လိုက်တဲ့အတွက်ကြောင့်လူပြည်လူလောကမှာလူသဘဝါတိုင်းပတ်ပတ်တန်နေလို့မရပါဘူးเนาะအိမ်တော်ရဲ့သား အိမ်တော်သားမွေးပြုပြီးတော့ပေါ်ပေါ်တနက်နေမယ်ဆိုရင်တော့အချိန်မြင့်ပြန်ခေါ်ပါလိမ့်မယ်နော်အဲ့တော့အဲ့ဒါလေးကိုသတိထားပြီးတော့ကြိုတင်ကာွယ်ကြဖို့ကြိုတင်တောင်းပန်ကြဖို့ကြိုတင်ပြီးတော့ဟိုဒါလှုပ်ဆောင်ထားဖို့အတွက်ဆရာမလေးကအကြံဉာဏ်ပေးစင်ပါလေမယုံကြည်လို့မရပါဘူးမယုံကြည်တဲ့လူကတော့ခံရပါမယ်ယုံကြည်တဲ့လူကတော့ဆန်စားရပါမယ် ဒါညမဆီယမလီတို့လက်တွေ့ကြကြဖြစ်ပါတယ်ဆီယမလီတို့လက်တွေ့ကြကြဆိုတာကဒါကဆီယမလီကစိတ်ကူးနဲ့ဟောနေရလဲမဟုတ်ပါဘူးစိတ်မန်းနဲ့ဟောနေရလဲမဟုတ်ပါဘူးမှန်ရမ်းတမ်းပြီးဟောနေရလဲမဟုတ်ပါဘူးဆီယမလီတို့လက်တွေ့ကြကြဆီယမလီဘဝမှာလည်းဒီလိုပဲကိုယ့်ရဲ့အသက်ကိုကိုတောင်းပြီးတော့အခုလိုသာသနာပြုနေရခြင်းဖြစ်ပါတယ်ဆီယမလီတို့လည်းအသက်တန်းကအဲသူတို့ပေးထားတာခိတခဏပါပဲ ခိတခဏအလဲသဘောမျိုးနဲ့လာခြင်းဖြစ်တဲ့အတွက်ကြောင့်တက်တန်းတောင်းပြီးမှသာသနာပြုခွင့်ကိုဂရိကဝေပြုပြီးမှနေလူပြည်လူလောကမှာနေထိုင်ရခြင်းဖြစ်တဲ့အတွက်ကြောင့်အဲ့တော့တိုင်တန်းကလာတဲ့လူတွေတိုင်တန်းရှင်ဘဝကနေလာတဲ့လူတွေပေါ့နော်အဲ့ဒါလေးကိုအသက်တန်းတောင်းမှုလိုပါတယ်အသက်တန်းတွေကိုအချိန်မီအခါမီတောင်းဆိုပြီးတော့တက်တန်းရှင်ကြစွာဖြင့်သာသနာပြုနိုင်ကြပါစေလို့ဆင်မာလီယာဆန္ဒပြုပါတယ်အားလုံးမပေါ်ဆာကြပါနဲ့လို့လည်းဆင်မာလီယာတတိပေးခြင်းပါတယ်ပေါ့နော်ဟုတ်ကဲ့အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင် ထူးတည်တဲ့ကိစ္စအလည်းဒီအခုမှပဲတဲတဲကွယ်ကွယ်တိတိကျကျသိရတယ်သိလားတည်ခြင်းတရားလည်းတော်တော်ကြောက်ဖို့ကောင်းတယ်တည်နေစီပြီဆိုရင်လေထွက်ပြေးလို့လည်းမရဘူးပုံချောင်လို့လည်းမရဘူးတည်ဒီနေ့ဒီရက်တည်မယ်ဆိုဒီနေ့ဒီရက်ကိုတားလို့လည်းမရဘူးဆွဲထားလို့လည်းမရဘူးသူ့အဖို့ပါလာရင်ဒီနေ့တည်မယ်ဆိုဒီနေ့တည်ရတယ်ဆိုတာအရန်ကြောက်ဖို့ကောင်းတယ်သိလားကိုကိုရောင်မှပဲမသိခင်ဟာဆိုရင်သူများပဲတတ်တယ်လို့လို့ သူများပဲလောက်ကြံတယ်လို့လို့အရက်တွေတောက်ပြီးတော့ပဲမူးထူလို့စေးတွေချလို့တို့ထင်ကြီးတွေပြေးကြတာပေါ့နော်အခုကြမှာပဲရှင်းတော့တယ်အကုန်လုံးကတော့အိတ်ကုံရပြီလားတော့မသိဘူးဒါမှမဟုတ်တိတိချင်းပဲပြောလိုက်အောင်မှာအညာကြတော့လူတို့ထွက်သွားတဲ့ချိန်မှာသူဘီယာဆိုင်မှာဘီယာတောက်တာငွေချင်း600ရောက်တဲ့အဲ600ရောက်မှာအဲ600ရောက်က9ရောက်ရဲ့ခွေးလေးတစ်ကောင်ရဲ့ပါတယ်အခုသူတို့တောက်ပြီးတော့ ပြန်တော့လေ AC ပဲတဲ့အတူတူနဲ့အတူတူပေါ့တကားလေးစီလာရဲ့လူတရားပြောတာပေါ့နော်အဲ့ဒါပြန်သွားတော့အဲ့ကောင်အဲ့သူတို့တငယ်ချင်းအဲ့တယောက်ကိုအိမ်မှာရင်ဝင်ချပြီးထားခဲ့တာထားတော့အဲ့ကောင်ကသူတို့ပြန်တဲ့ကားအောင်ကြီးလိုက်သေးတယ်သူကဖြည်းဖြည်းပဲမောင်းသွားတာတဲ့အစင်ပြေတဲ့အေးအေးဆေးဆေးပဲကားကိုလုံးဝမောင်းသွားပြီးတော့တချင်းဆိုပြီးတော့အတုဆော်ပါတယ်ဘီအတုဆော်ရဲ့နောက်မှာကောင်လေး ကောင်းလေးတယောက်ပါသေးတယ်တဲ့အဲမောင်းတာတော့အဲမောင်းနေချင်တော့ကောင်းကောင်းမဝင်မောင်းသွားတာတဲ့အဲတစ်ပင်နာလေကြကြတော့စိတ်တီထဆိုးပြီးတော့ဒေါသကြီးထထွက်ပြီးတော့အသေးကုံအဲတစ်ပင်ယူသူ့မှသူကားနဲ့ထတိုက်ပလိုက်တာသူ့မှသူကားကားနဲ့တစ်ပင်ယူတိုက်ပလိုက်တာပြုံးဆိုဝင်စည်းရထမှာဘောတက်မလားသူကောအဖိုးပါနေတော့လေအဲတစ်ပင်ကိုမြင်တဲ့အချိန်မှာဒေါသကြီးထွက်လာတာတဲ့သူကအမှန်နဲ့စိုင်ကင်အဲ သက်ပင်ကိုကားနဲ့လုံးဝကိုကျုံချလိုက်တာတကယ်တော့လေဘလောက်ပဲကားတွေပဲတိုက်တိုက်ဆိုင်ကယ်တွေပဲတိုက်တိုက်လေ၃ယောက်ပဲတော်တော်၄ယောက်ပဲတော်တော်နော်သင်မဲ့ကံမပါတဲ့သူကလေဘလောက်ပဲအရှိန်ပြင်းပြင်းအဲ့လူကမသေးဘူးဒီလားအဲ့ဒါတော့တကယ်လက်တွေပဲတချို့သင်နှင်းမရှိတဲ့သူကလေလှဲလှဲကြီးကြိတ်တာတော့မသေးတဲ့သူတွေမြင်ဘူးရဲ့ဆိုင်လို့ဆိုလေလှဲပင်းကြီးနဲ့စဘာတွေပုံတင်ထားတဲ့ဟာကြီးကြိတ်တာတော့မသေးတဲ့သူတွေရှိတယ်နော်ပြောမစွင်ဟိုပါပေါ့တက်ပြင်း ိုင်းတို့ဘက်မှာဆိုတက်ပြင်းဆိုတဲ့အမိုင်ရှိတယ်လဲကြိတ်တာတော့မသေးဘူးနော်ကောက်လိုင်းအစည်းတွေနဲ့လဲပင်းကြိတ်တာတော့မသေးသေးနေမစင်ရင်လဲဘယ်ရားမှမသေးဘူးသေနစ်စီပြီဆိုရင်လဲလေလုံးဝအောင်မရအောင်နော်ဒီနေ့ဒီရက်တေးချင်းနဲ့ကြာတော့ပြောင်းဆိုတော့မကြဘူးလားတေးချင်းဒီနေ့ဒီရက်သေမယ်ဆိုရင်လူတယောက်ကဆွဲထားလို့လည်းမရဘူးပုံးနေလို့လည်းမရဘူးရှောင်းတင်းလို့လည်းမရဘူးပတ်စံနေရှိလို့ကုသလို့လည်းမရဘူးတကယ်တော့တေးနေမရှိသေးလို့ပတ်စံကုန်သွားတယ်ဟဲ့ကောင်းတယ်လေအပတ်စံတနိုင်လို့တကယ်တော့မဟုတ်ဘူး တင်းနေမရှိသေးလို့မသေးသေးတာတင်းမင်းကတင်းနေမရှိရတူလည်းမခေါ်ဘူးတင်းနေစင်တော့ခေါ်မှာပဲတကယ်တမ်းကတော့မသွားဆိုင်တယ်ဆိုတော့ तू ကသူ့ရဲ့ကံတရားကျွန်တော်တို့ကားတကားရိုးရိုးလေးပါဒီအတက်ကတန်းဒီမှာဗျာတကား तू တိုက်တာမှန်တကယ် तू ကားမီးခွက်ဒီမှာမီးခွက်နဲ့တိုက်လိုက်ရင်တော့ပြဿနာမရှိဘူးအဲ့တော့ तू ကပါးချံဘိန်းရဲ့နောက်တောင်းနေသွားတိုက်လိုက်ပြီးတော့တကားပေါင်တော့ကနေပြီးတော့ဟိုအချိန်နဲ့စောင့်ပြီးတဲ့အရာမျိုးပြောရရင်စလစ်မြေပေါ့အဲ့ဒီမြေကတဲလဲပါတယ်တဲလဲပါတယ်ဆိုတာလည်းဘာလို့ဆိုတော့ ဘက်ဘက်ကစုံမမရဲ့အဲ့တော့ကြုံဘူးအဲ့နေရာကိုကျွန်တော်ကားနဲ့အဲ့လိုကျွန်တော်မောင်းတဲ့ကားကျွန်တော်ကိုယ်နဲ့သေအောင်ကျွန်တော်တိုက်ဖို့မလွယ်ဘူးကျွန်တော်ကအမောက်ပြောတယ်လေကံပါလာတာလို့ကံပါလာတာအဖက်ဘက်ကဘယ်လိုပဲအားနေလေအကြောင်းတွေကအကုန်စုံရတာပြီးတော့ကျွန်တော်ပြောချင်တာကတော့ဒီဆုံးပြောရတာကဘယ်သူမှမပြောလို့ကြိုးတော့ဒါမှတစ်ခါကျရင်ကျွန်တော်လည်းပေါက်ကွဲတော့ကျွန်တော်သိနေတာကျွန်တော်ဆုံးရှုံးရတာကျွန်တော်ကိုယ်တိုင်မသိပါဘူးဘယ်သူမှမပြတ်မတင်ချင်တာတော့အထိဆုံးပါပေါ့ ကြောင်းညီလေးလို့ပဲရှင်းပါအောင်အဖဖကအားနေတော့မသိဆုံးသိတဲ့တက်တစ်ခုကသိဆုံးသွားတော့သတိဆိုတဲ့ຢာတဲ့သူ့ရဲ့အုံနောက်ထိခိုက်ဖို့ပိုင်းရကျွန်တော်စေပညာတွေပါကျွန်တော်နားမလဲကျွန်တော်ကြည်လာကျွန်တော်ညီကလက်ပြောက်တီးပြီးတော့သူရုံးကန်ပြီးတော့သူ့ကိုတက်ပြီးရေးဆေးထိုးသူ့ကိုအကျော်တွေကိုအကျော်ရှာတယ်ဗျာအဲ့မှာအကျော်တွေအဲ့အကျော်တွေသူထိုးတာသူကဒီလိုရုံးကန်နေတော့ဆေးထိုးကထိုးတာအဖောက်ကတော့သိချောမတက်တော့ဘယ်မှာပဲ Hey. အမအဲ့ဒါလေးတော့나ကျင်နေပြီနောက်ဆုံးတနည်းခုနေလေးပေါ့နော်နောက်ဆုံးကျတော့သူအချိန်ချင်းရုံးကန်ပြင်မှန်းနေပြီလားစိတ်ပဲရှိတော့ခြောက်နေလေကုန်ရုံးနေသူအဲ့လိုမျိုးပေါ့လူကအုံနောက်ပြင်ပြန်ကြောက်လဲပြေးလို့သူတို့အုံနောက်ထဲမှာ spot တိတိလေးရှိရဆိုရကျွန်တော်မစမလေးတော့ပြောဂျူနာပြမလေးတော့ပြောစေးသွားဝယ်လိုက်ပြေးလိုက်ကျွန်တော်တိလာကျွန်တော်ညီကျွန်တော်စေးကိုပြောင်းကိုကျွန်တော်ဒီတက်ပို့ပြီးတော့လှုပ်ချင်တာတွေပဲကျွန်တော်ကောင်းအောင်လှုပ်ချင်တယ်သူပြန်ချက်လို့ရကျွန်တော်ကလည်းလဲနေလဲလို့ရရင်လဲလိုက်ချင်တယ်မပြစ်နိုင်တဲ့အရာပေါ့တကယ် လဲလို့ရတယ်လဲပြီးလိုက်ဒီမနက်ကဒီတင်းတွေ့ပြီးသွားကြပြီလားอืมกาอซีดันจองလို့ပြောတယ်ပေါ့เนาะกาอซีดันจองส่งတယ်လို့ပြောတယ်အဲအဲ့တော့မက်ဒီဆင်ဒီရက်ထဲမှာဘာတွေလုတ်ဖြစ်လဲဒီဒီဒီတည်င်းကိုတွေးပြီးသွားတဲ့အချိန်မှာမက်ဒီဆင်ဒီရက်ထဲမှာဘာလုတ်ဖြစ်လဲဆိုတော့ပြောပြမယ်မက်ဒီဆင်အကိုကိုကိုပေါ့เนาะအာသူများတွေပို့ပြီးတော့လဲချစ်ခင်အောင်မြေတာတုပ်ရုတ်ဖြစ်ပါတယ်မြေတာတုပ်ရုတ်ဖတ်ပူဆိုဖြစ်တယ်ဒီနေ့ဆိုရင်တနင်္လာနေ့မြေတာတုပ်ရုတ်ဖတ်ပူဆိုအောင်မယ် အဋိထံတေချာစဝင်မယ်ပေါ့နော်ပုံမှန်ကတော့ဒီတိုင်းပဲရုပ်ဖြစ်နေတယ်အခုကတော့အဋိထံတေချာဝင်မယ်အာလူတွေလည်းကိုယ်မြေတာရှိအောင်လို့ပေါ့နော်ပြီးတော့မြေစင်ပုံပန်းနာတော့ရုပ်ဖြစ်ပါတယ်ဘေးရန်နေရာတွေကင်းရှင်းအောင်လို့အတွက်ကိုပုံပန်းနာတော့ကဆက်တဲ့ချိန်တော့ပေါ့နော်ရုပ်ဖတ်ပူဇော်ပေးတဲ့ကိုဖျားစင်ရှိမှပဲရွတ်တာမျိုးမဟုတ်ပဲနဲ့အစင်ပြေတို့မျိုးရုပ်လို့ရတယ်ပုံပန်းနာတော့ရွတ်တာပြီးလည်းကိုရဲ့ပါးစပ်မှာလည်းအများရန် ဒီတံပုတ်တွေရွတ်ဖတ်ပူစော်နေတာမိမိဆိုလို့ရှိရင်အာတရဏဂုံ8400လဲရွတ်ဖတ်ပူစော်ပြီးတော့အတိတ်ထံဝင်ရင်ဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုကကိုစီကြာရောက်လာမဲ့ဒါမျိုးလုံးလုံးမသိဘူးလို့မပြောလို့ဘူးနော်ဒါမသိဘူးလို့တော့မပြောလို့ဘူးအဲ့တော့ကိုရဲ့ကိုစီကြာရောက်လာမဲ့အန်ဒီယဆိုးတွေဆိုလို့ရှိရင်တတိထားပြီးတော့ အနေထိုင်ဖို့အတွက်ရဖျားပြားပို့လို့ဖို့အတွက်ရပြောချင်ပါတယ်မင်းတစ်ချင်ကတော့ဖျားပြားပို့ပြီးတော့ view site ပြီးတော့လုပ်ဖြစ်ပါတယ်အားလုံးကျမ်းမာရေးလည်း view site ပါသွားတာလာတာနေတာထိုင်တာလည်းအထူး view site ကြပါလို့ပြောချင်ပါတယ်နော်အနည်းရင်းနဲ့မှာဘာလို့သွားတတိရလိုက်လဲဆိုတော့သူ့ကိုမွေးပြီးတော့အန်တီကအနှိမ့်တုတ်ကလေးနဲ့အဲမွေးပြီးတော့အနှိမ့်တုတ်ကလေးနဲ့ပိုက်လိုက်ရတယ်နှိုးတိုက်ရတယ်ပေါ့နော်နှီးတော့ကလေးရင်ရက်ကရင်ရက်ကရင်နာရရင်ရက်ရက်ကရင်လာလာရင်နှစ် ီလိုမျိုးလေးပိုက်လိုင်းလေးဒီ26နှစ်မှာအန်ဒီကဒီအနီးတုတ်ကလေးဒီအယိုးတုတ်ကလေးကိုပိတ်ဖြူလေးနဲ့ပတ်ပြီးပြန်ချီပြီးအန်ဒီကိုယ်တိုင်အုပ်ကူလေးထဲလိုက်ရတယ်ဆိုတာအန်ဒီအဲ့ဒါအစအဆုံးပြန်တွေ့ပြီးအန်ဒီရှင်ထဲမှာရခစား